မင်္ဂလာပါအားလုံးဒီတလောဘဝမှာအရန်ကြောက်စရာဆုံးအချိန်ကဘယ်ချိန်လဲဖုန်းငယ်တင့်ကိုရေးအချက်လက်တွေရုပ်ဖိတ်သွားပါပြီဆိုရဲ notify ပေါ်လာတဲ့အချိန်မဟုတ်လား insta မှာတင်တဲ့ဓာတ်ပုံတိုင်းကနဲ့ငွေပေးချေတိုင်းအကျက်တဲတဲပြတဲ့တုံ့ပြန်မှုတိုင်းဒါတွေအားလုံး digital ချေရာတွေပဲနောက်တရချိန်မှာဒါတွေကိုတက်တည်ဖြစ်ထုတ်ပြပြီးဟေးဟိုတစ်ချိန်ကမင်းဒီလိုလုပ်ခဲ့တယ်နော်ဆိုရင်ဘယ်လိုလုပ်မလဲတကယ်ကြောက်စရာကြီး တမချန်းစာထဲမှာအတူတူပဲလူတယောက်ရှိတယ်ဟိစကိယဘုရင်ကောင်းတဲ့ဘုရင်တပားတယ်မလို့ဖျားပြီးဖျားသခင်ကအံပွဲနဲ့ကုသပေးခဲ့တယ်ဝန်တာလုံးလို့ဘာဘူးလုံးကဂုံပြူစီလွတ်လာတဲ့အခါလာပါလာကြည့်ပါဆိုဤဗနာတိုက်ကနေလက်နှစ်တိုက်ထိအုံပြခဲ့ရယ်ဂုံယူမုတ်ဖခနဲ့ဒါပေမဲ့ဖျားသခင်ကပရောဖက်ဟေရှာယကိုဆေးလွတ်ပြီးပြောတယ်မင်းအခုဂုံယူပြခဲ့တဲ့အရာအလုံးတစ်နေ့ဘာဘူးလုံးကိုအပြည့်စုံတည်သွားခံရမယ်မင်းသားမီးတွေပါနှစ်ချီခံရမယ်အန်တားစရာမလားနှစ်ရှင်ဘုရင်နှစ်ဆက်ဆယ်ခုနှစ်ဂုံယူခဲ့တဲ့အချိန်ကနောင်တရချိန်ရဲ့အဓိကတက်တည်ဖြစ်သွားတာ အခုငါတို့လည်းအတူတူပဲငွေနမီအလောက်ကိုင်မတန်းဖောလို့ဟာအရေးအတွက်ဒါတွေကတနေ့အနာကက်အနေရဲ့စီရင်ခံစာဖြစ်ပြီးငါတို့ကိုပျက်စီးစေနိုင်တယ်ပိုးเจ้าဆရာကငါတို့ဘဝမှတ်တမ်းထဲမှာအမားတကူကောင်းဆံမှုရှက်စရာအချိန်တွေပြည့်နှက်နေတာဒီလိုပဲဖះရှင်းရှေ့ရောက်သွားရင်တကယ်ပျက်စီးကြီးဒါပေမဲ့အရန်ကောင်းတဲ့တင်းကောင်းရှိတယ်ယေရှုလာပြီးငါတို့ရဲ့အပြစ်အာလုံးရှက်စရာမှတ်တမ်းအလုံးကိုအစားပေးဖို့ယေရှုကလဝါကတိုင်ပေါ်မှာအသွေးတော်သွင်းပြီးအသေးခံရှင်ပြန်ထမြောက်ခဲ့တယ်လဝါကတိုင်ကကမ္ဘာပြင်းဆုံးဖြစ်စီစေးပဲ ယေရှုကိုယုံကြည်တဲ့အချိန်မှာပဲတိတ်ကမြည်မနောက်မှတ်တမ်းအလုံးတရားစီရင်ဖိုင်ထဲကပြီးတိုင်ဖြစ်ပစ်လိုက်ပြီးငါတို့တသက်လုံးစုထားတဲ့ဟာတွေနောက်ဆုံးဟိစကိယရဲ့ဗန္နာလိုပဲလူရက်ခံရမယ်ဒါမှမဟုတ်ပျောက်ဆုံးသွားမယ်ဒါပေမဲ့ယေရှုထဲမှာရှိရင်တော့လုံးဝကွဲပြားတဲ့အမွေတစ်ခုရတယ်ဖျားသခင်နဲ့ပြန်လည်ဆက်ဆံရေးယေရှုနဲ့တူလာတဲ့နှလုံးအခက်ခဲထဲမှာတောင်ယေရှုတင်ခြင်းနဲ့ချစ်ခြင်းနဲ့ပြည့်နှက်တဲ့တုံ့ပြန်မှုဒါကဘယ်တော့မှမပြောက်တဲ့တကယ်အမွေပဲသူငယ်ချင်းတို့ယနေ့ပဲယေရှုကိုဘဝရဲ့သခင်ဖြစ်ဖိတ်ခေါ်ကြပါ အတိတ်ကိုတန်ရှင်းစွာဖျက်ပြီးရှေ့ဆက်မဲ့စာမျက်နှာတိုင်းကိုယုံကြည်ခြင်းနဲ့ချစ်ခြင်းနဲ့တောက်ပတဲ့စာသားတွေနဲ့ဖြည့်ပေးမယ်။မင်းတို့ဘဝစာအုပ်ထဲမှာအလပါဆုံးအခန်းတစ်ခန်းဖြစ်ပါစေလို့နှလုံးသားတွေကဆုတောင်းပေးပါရစေ။